ဟိုနှစ်ရက်တင်တန်းပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေးတာကကျွန်တော်တို့ခေါင်းစဉ်အဖြစ်တော့အချမ်းမြင်၃မျိုးပေါ့နော်အဲနံပါတ်၁ကတော့ကိုယ့်ပါတီအကြောင်းကိုသိရမယ်အဲနံပါတ်၂ကကြတော့ဒီရွေးကောက်ပွဲဝင်မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေတွေသိရမယ်ဥပဒေနည်းဥပဒေသိရမယ်ပြီးလို့ရှိရင်ဥပဒေနည်းဥပဒေနဲ့အညီကျွန်တော်တို့ကအောင်နိုင်ရေးတွေဆောင်ရွက်နိုင်ရမယ်ပေါ့နော်နံပါတ်၂ကအဲနံပါတ်၃အနေနဲ့တော့ နံပါတ်3အနေနဲ့တော့ပါတီရဲ့မူဝါဒပေါ့နော်ပါတီရဲ့ manifesto ပေါ့ရှင်ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုသိပြီးတော့လေအဲကျမတို့ဒီမန်ငူဝါတို့ပေါ့နော်မဟာဗျူဟာနေပြီးတော့မှကျမတို့ရေးထားတဲ့အဲပါတီရဲ့ဖွဲ့ပေါ့ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းဒီဒီမြန်မာတပြည်လုံးအတွက်ဖြစ်ပါတယ်ရှင်သို့တော်လည်းဟိုဒေတာလိုက်ပေါ့နော်ဒေတာလိုက်မန်လေးဆိုတစ်မျိုးဟိုဟာပေါ့တကယ်ထည့်လို့ရတာရှိတယ်မန်လေးဆိုမန်လေးအတွက် manifesto ထွက်လို့ရတယ်ရန်ကုန်အတွက်ထွက်လို့ရတယ် အေယာဝူရီတွက်ထွက်လို့ရတယ်အဲ့ဒါကိုလည်းမောင်ကူကအပြင်းထန်စူးစမ်းခဲ့ပါတယ်အဲသို့တော်လည်းအေယာဝူရီကတော့ထွက်သွားလားမသိဘူးမန်းလေးနဲ့ရန်ကုန်တော့ထွက်သွားတယ်ဟိုကတော့ဖြစ်တာပေါ့နော်တဘောကတော့ဟိုတစ်ကနေစကြရတဲ့ခါကျတော့ဒီထွက်ချင်းမထွက်ချင်းဒီရွေးကောက်ပွဲကြီးညာစာတန်းထွက်ချင်းမထွက်ချင်းဟိုကျမတို့ကဒါဟိုဟိုအပြစ်ပြောတာလည်းမဟုတ်ပါဘူးရှင့်အဲဆိုလို့ရှိရင်အပြစ်ပြောတာမဟုတ်ပါဘူးသို့တော်လည်းပေါ့နော်ဒီကိုယ့်ရဲ့ data ရဲ့ခန့်ဟိုပါပေါ့ ကို့ဒေတာအတွက်ရွေးကောက်ပွဲကြေညာစာတမ်းထွက်နိုင်တော့ကောင်းတယ်ဆိုတော့ဒါကျမတို့ draft တင်ထားတယ်။ဟော draft တင်ထားတယ်။ဆိုလို့ရှိရင်အဲ့ဒါလေးကိုလည်းကျမတို့ကလေနောက်ပိုင်းမှာနည်းနည်းအချောတက်ပြီးလို့ရှိရင်ရွေးကောက်ပွဲပြည်သူလူထုနဲ့တွေ့တဲ့အချိန်ပြောတဲ့အချိန်ပေါ့နော်။တခါလေကျရင်ပါတီကချပေးလိုက်တဲ့တပြည်လုံးရဲ့ manifesto ပြောနေတဲ့အချိန်မှာ AR ဒေတာအတွက်တိတ်ရင်းကြီးတာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။အဲ့လိုလေးဖြစ်တော့နေဒေတာနဲ့ဆိုင်တဲ့ရွေးကောက်ပွဲကြေညာစာတမ်းလေးပေါ့နော်ကျမတို့မထုတ်ပြန်နိုင်တောင်မှအနည်းဆုံး ကိုယ်စလဲလောင်းနေကြားထဲမှာအဲ့ဒါတိနေပြီးတော့အဲ့ကိစ္စပေါ့နော်ဒီဒေတာကန်ဒီလည်းဖြစ်တော့တိလည်းတိမှာပါရှင့်ဒါဒေတာကန်ဒီပြည်သူလူထုရဲ့အတန်ဖြစ်ပါလေရှင့်အဲခုနခုနကျွန်မပြောတာဒီတင်နန်းကအဲခေါင်းစဉ်၃ခုပေါ့နော်ခေါင်းစဉ်၃ခုအဓိကအောင်နိုင်ရေးကိုဟိုဥပဒေနဲ့ညီဆောင်ရွက်နိုင်ဖို့ကိုပါတီအကြောင်းကိုတီးဖို့ပြီးလို့ရှင့်ကိုပါတီရဲ့ရွေးကောက်ပွဲချိန်ညာစာတောင်းကိုတီးဖို့အနည်းကတွန်းနေပါပေါ့နော်နှစ်နှစ်ဟိုပါပေါ့ရှင့်နှစ်ရက်ပေါ့တင်တင်နန်းဖြစ်ပါလေရှင့် ကျေးဇူးပါရှင် sorry တိုင်ပါရှင်အန်ဒီဝါချယ်ဒီအန်ဒီချယ်ဒီဟိုလေနောက်တစ်ခုကျေးဇူးတင်ခြင်းနာတော့ကျွန်တော်တို့ဒီအဲဒီအခန်းကိုပေးပြီးတော့မှကျွန်တော်တို့စာတင်မင်းခွင့်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်အဲဘာပဲပြောပြောကျွန်တော်တို့ပါတီကဟိုရံမုံငွေမတောက်တင်းသေးပါဘူးရှင်လူတိုင်းကကိုယ်အိတ်ဆိုင်ပြီးတော့မှကိုယ်တက်နိုင်တာစိုက်ကြတာပေါ့နော်ဒါဆိုလဲနေရာလေးကျွန်တော်တို့နှစ်ရက်ပေးတယ်ဆိုဒီအဘပေါ့အမိုးကာနဲ့အေးအောင်ပါတအောင်ပါအေးစေးစေးလေးကျမတို့စာသင်ခွင့်ရတာပေါ့နော်နောက်တစ်ခုကလူ60ကျော်လဲတခါတည်းစတ်တာလေ ါဒါလေးလည်းကျေးဇူးတင်ပါတယ်ရှင့်။နောက်မနေ့ကလည်းဒီအဆောင်ကကလေးတွေနဲ့တွေ့လိုက်ပါတယ်။အဆောင်ကကလေးတွေတွေ့တာကတော့ကျွန်တော်တို့နိုင်ငံရေးအရစီးယုံတာလုံးဝမဟုတ်ပါဘူး။ဒါ voters education ပေါ့နော်။မဲဆန္ဒရှင်တူဦးနေနဲ့တည်တဲ့နာလေးတွေကျွန်တော်တို့တက်သူចောင်းသူတွေတည်သွားလို့ရှင့်ကိုယ့်အိမ်ကိုပြန်ပြောနိုင်မယ်။ဆိုလို့ရှင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပြည်သူလူထုကြားထဲမှာဒီ voters education လည်းတော်တော်လေးရေးကြီးပါတယ်ရှင့်။မဲဆင်းစစ်ဖို့မဲဆင်းမှန်ကန်ဖို့ဆိုတာ ဟိုဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကော်မရှင်တစ်ခုတည်းနဲ့တက်ဆိုင်တာမဟုတ်ဘူးပြည်သူလူထုကလည်းမဲဆင်းသွတ်စစ်ပြီးတော့မှမဲဆင်းမှာလိုအပ်တာတွေဖြည့်ပြင်ဖြက်ပေါ့နော်အဒါတွေပြည်သူလူထုကလည်းပူးပေါင်းဆောင်ရွက်မှာမဲဆင်းမှန်ကန်မယ်ဆိုတာလေးလေကျွန်မမနေ့ကအဲ့ဒါအဓိကပြောတာဖြစ်ပါရဲ့ရှင့်အဒီနေ့တော့သင်ခန်းစာလေးစလိုက်ရအောင်ပါရှင့်ကျွန်မအာဟိုဘတောင်းကတင်ကောင်းပါပြန်နော်ဟိုဘတောင်းကတင်ပုံမြင်ရတယ်ဖွဲ့နေမှာဆိုလို့ဟိုဟဲနောက်လေးတွေပေးထားပါလားရှင့် ကျွန်မကတော့ကတော့စာအုပ်လေးဒီမှာတင်ပြရစေအေးဟိုရေးရေးစရာလုံးရေးရအောင်โอ้ใช่จม้ารุจม้ารุเลยเอ่อจม้ารุคอมมิตี้ริเนี่ยเลิกတယ်ဆိုတော့လေဆိုလို့ရှင်จม้ารุคอมมิตี้ริอ่ะตีตันရှိပါတယ်ရှင်เอ่อคอมมิตี้อ่ะအတန်းအစားအဖြစ်၃ခုရှိတယ်ပေါ့เนาะအတန်းအစားမဟုတ်ပါဘူးဆော် sorry เอ่อဟိုဟောအမားပြင်ပါရှင်အမျိုးအစားအဖြစ်၃ခုရှိပါတယ်နံပါတ်၁ကကြတော့ပါတီရဲ့ဖွဲ့စည်းပုံစီမင်းထဲမှာ တခါတည်းထည့်ဖွဲ့ထားတဲ့ standing committee ပေါ့နော်အမြဲတမ်း committee တွေရှိပါလေရှင့်အဲ့ဒါကတော့လူငယ်ရေးရာ committee အမျိုးသမီးရေးရာ committee နဲ့တိုင်းရင်းသားရေးရာ committee ဖြစ်ပါလေရှင့်အဲဘာဖြစ်လို့လဲဆိုရင်ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေနိုင်ငံရေးမှာပါဝင်မှုအရန်နေနေတယ်လေနေနေတော့ကျမတို့ဒါအောင်လက်တွဲခေါ်ခြင်းနဲ့လက်တွဲခေါ်ခြင်းနဲ့လူကြီးတွေကတော့စိတ်လဲဝင်စားတယ်အရေးကြီးမှန်းလဲသိတယ်လာကြတယ်ပေါ့နော်သို့တော်လဲလူငယ်တွေလည်းပါလာအောင်ပေါ့နော်နံပါတ်1လူငယ်ပြီးလို့ရှိရင်အမျိုးသမီးတွေလည်း ပါလာအောင်ပါရှင်နောက်တော့တိုင်းရင်းသားလည်းအရေးကြီးပါတယ်ဒါအေယာဝရီမှာဆိုလို့ရှိရင်လည်းဒါရခိုင်နဲ့လည်းဟိုပေါ့ပြည်နယ်ချင်းပြည်ရခိုင်ပြည်နယ်နဲ့လည်းကပ်နေတယ်နောက်တစ်ခုကကြတော့အေယာဝရီမှာဟိုပေါ့ကရင်တွေလည်းကရင်လူမျိုးတွေလည်းတိုင်းရင်းသားတွေလည်းအများကြီးရှိတော့လေဆိုလို့ရှိရင်တိုင်းရင်းသားကိစ္စလည်းအရေးကြီးပါတယ်ရှင်နောက်အဲ့ဒါကြောင့်မို့အဲ့ဒါကတော့ဟိုဟိုပေါ့ရှင် standing committee ပေါ့နော်အမြဲတမ်း committee အနေနဲ့ဖွဲ့ပါတယ်နောက်တစ်ခုကတော့ပါတီရဲ့ခုနပါတီတိဆောက်ခြင်းပါတီ ဟာပေါ့စီယုံရေးပေါ့နော်စသဖြင့်ဒါတွေအကုန်လုံးကိုလုတ်ဖို့လို့အတွက်ကိုကျမတို့ကော်မတီတွေအများကြီးဖွဲ့ထားပါတယ်ရှင်အဲ့ဒါတော့ကျမချက်မပြောတော့ပါဘူးအသေးစိတ်မပြောတော့ပါဘူးနောက်ဆုံးကော်မတီကတော့ကျမတို့ဒီလိုရွေးကောက်ပွဲကာလမှာဖွဲ့စည်းရတဲ့ကော်မတီဖြစ်ပါတယ်ရှင်အဲကော်မတီ၃ရာကျမတို့ဖွဲ့စည်းဆောင်ရွက်ပါတယ်နံပါတ်၁ကတော့အကိုစလဲလောင်းအစီစစ်ရာထားရေးကော်မတီပေါ့ရှင်အဲ့ဒါဖွဲ့စည်းပါတယ်နောက်ဒုတိယကတော့ကျမတို့ရွေးကောက်ပွဲကြေညာစာလံရေးတဲ့ကော်မတီပေါ့နော်ဒါမှမဟုတ်ဟာတို့ကဥဆောင်ပြီးတော့မှရေးတာဖြစ်ပါတယ်ရှင် ပြီးလို့ရှိရင်တတိယကတော့အောင်နိုင်ရေးကော်မတီအဲအောင်နိုင်ရေးကော်မတီမှာဗဟုအောင်နိုင်ရေးကော်မတီပြီးလို့ရှိရင်ကျွန်တော်တို့တိုင်းဒေသကြီးပြည်နယ်အောင်နိုင်ရေးကော်မတီနောက်မြို့နယ်အောင်နိုင်ရေးကော်မတီပေါ့နော်စသဖြင့်ဒါလေးတွေဖွဲ့စည်းပြီးဆောင်ရွက်ပြီးတော့မှအဓိကတော့ဒီရွေးကောက်ပွဲမှာရွေးကောက်ပွဲမှာဘလို့စုဖွဲ့မလဲဆိုတာလေးကိုလေအဲအဲ့ဒါလေးကိုကျွန်မပြောချင်တာဖြစ်ပါရှင့်ဟောမြင်ရပါလားမသိဘူးဟိုးနောက်ဆုံးမြင်ရလားရှင့်မြင်ရစဖတ်လို့ရလားရှင့် ကျမကျမဟိုကလေဟိုကလေပေါ့ဟိုကလေလေးစားပွိုင်းတာလေးရှိလားကားပေါ်မှာကြံခဲ့တယ်အော် okay ဟိုကလေးလေကာစာလေးနဲ့နော်ရတယ်ရှင့်ကျမချွေးဖို့များလားဟိုလေးအဓိကတိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းပုံပေါ့နော်ကျမဒီလိုလေးစုဖွဲ့စေခြင်းတယ်လို့ကျမပြောချင်တာပါရှင့်ဒါဟိုပါပေါ့ကိုယ့်ရဲ့တိုင်းနဲ့ပြည်နယ်လိုက်ပေါ့နော် ဟိုတိုင်းနဲ့ပြည်နယ်လိုက်ဒါလေးပုံမှာမူတည်ပြီးတော့မှကွက်တီလောက်ရမယ်လို့မဆိုလို့ဘူးသို့တော်လဲနီးနီးဆက်ဆက်ပေါ့နော်အဲဆိုလို့ရှိရင်အဲတိုင်းနေတိုင်းနေတာကြီးပြည်နယ်အောင်နိုင်ရေးကော်မတီဖွဲ့စည်းပုံမှာအပေါ်ဆုံးကတော့တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဆိုပြီးတော့ဟိုဖွဲ့စည်းရပါမယ်ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌပေါ့နော်ဥက္ကဋ္ဌရဲ့အောက်မှာဘာလို့ရှိတင်လဲဆိုလို့ရှိရင်တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအတွင်းရေးမှုရှိရမယ်ဒီတိုင်းနဲ့ဒီတိုင်းမှာဥက္ကဋ္ဌနဲ့အတွင်းရေးမှုခန့်လိုက်ရမယ်ပေါ့နော်ရွေးချယ်ပြီးခန့်လိုက်ရမယ်ပြီးလို့ရှိရင် အဲပြီးလို့ရှိရင်တော့တိုင်းရင်သားရေးရာဆိုတာဥတန်းဖေလေအဲဆိုလို့ရှိရင်ဒါတိုင်းရင်သားဆိုလို့ရှိရင်ဒါတတိုင်းလုံးနဲ့ဆိုင်တဲ့အခါကျတော့တိုင်းရင်သားကိုဒီဒီဘေးတိုက်ထားထားတာရှိတယ်တိုင်းရင်သားကိုယ်စလဲပေါ့နော်အဲသူ့အောက်မှာဟိုဘက်၃ခုကတော့ကျွန်မတို့ကဒီမဲဆန္ဒနယ်နဲ့ခွဲထားတာဖြစ်ပါတယ်ရှင်းအဲဆိုလို့ရှိရင်အမျိုးသားလွတ်တော်အဲ PR ပေါ့နော်အခုမဲဆန္ဒနယ်ခွဲတာတွေလည်းကျွန်မတို့ဟိုနားလည်ပြီမလားရှင်း တချို့ဆိုလို့ရှိရင်နားမလဲတာရှိတယ်ရိုးရိုးဟိုပါပေါ့နော်အရက်သေးကဟိုတာမန်ပြည်သူလူလူတွေနားမလဲသေးတာရှိတယ်ဆိုတော့နည်းနည်းတော့နားလဲရခက်တာပေါ့နော်ဟိုအရင်နဲ့မတူတော့လေဆိုလို့ရှိရင်အမျိုးသားလွတ်တော်အာ PR မဲဆန္ဒနဲ့တစ်ရှိမဲတင့်ရှိမဲတုံးရှိမဲရှင်အဲ့လိုလေးအဲ့လိုလေးခွဲလိုက်တာပေါ့နော်မဲဆန္ဒနဲ့လိုက်ခွဲပြီးတော့မှစုဖွဲ့ကြဖို့ပါရှင်ဒါပေမဲ့တော့မဲဆန္ဒနဲ့အမျိုးသားလွတ်တော် PR ရဲ့မဲဆန္ဒနဲ့ကြီးပါတယ်ကြီးတဲ့အခါကျကျမတို့အောက်တဆင့်မှာ အောက်တစ်ဆင့်မှာအမျိုးသားအလွတ်တော် FPTP မဲဆန္ဒနယ်သူ့ချက်ပို့သေးပါလေရှင့်ပို့သေးတဲ့မဲဆန္ဒနယ်ပေါ့နော်အဲ့မဲဆန္ဒနယ်မှာအမျိုးသားလွတ်တော် FPTP မဲဆန္ဒနယ်ရဲ့အောက်မှာအဲ့ထဲမှာပါဝင်တဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်တွေတိုင်းဒေသကြီးပြည်နယ် FPTP နဲ့တိုင်းဒေသကြီးပြည်နယ် PR ပေါ့နော်ကိုယ်စားလှယ်လောင်းတွေဒါလေးကိုတစုကျမတို့ကဖွဲ့စည်းခြင်းလာဖြစ်ပါလေရှင့်